Hello everyone မင်္ဂလာပါခင်ဗျာကျွန်တော်တို့မြန်မာ IT Academy မှာကြိုဆိုပါပြီကျွန်တော်ကတော့မြန်မာ IT Academy ရဲ့ founder Mr. မြတ်တန်တက်ဖြစ်ပါသည်ကျွန်တော်ဒီနေ့ knowledge sharing ပြောပြပြီးမှာကတော့ VLAN virtual local area network အကြောင်းဖြစ်ပါသည် Okay စပြီးပြောကြရပါဗျာ VLAN ဆိုတာဘာလဲ VLAN Virtual Local Area Network ဆိုတာကတော့မိမိကိုညအတွင်းကဆက်တွေကိုမိမိဖဲ့ချင်တဲ့အတိုင်း Logical Group လုပ်နိုင်တဲ့နည်းပညာဖြစ်ပါသည်။ကိုညကိုပိုမိုလုံခြုံစေပြီးစီမံခန့်ခွဲရလွယ်တယ်၊ပိုမိုမြန်ဆန်စေတယ်၊ပိုမိုမြန်ဆန်စေတယ်။ Target VLAN တူညာတဲ့အကြောင်းအရာများ Segmentation Network ကို Logical Group လုပ်ပြီးစနစ်တကျခွဲနိုင်တယ်။ security လုံခြုံရေး vlan မတူတဲ့ set တွေတိုက်ရိုက်ကိုဆက်သွယ်နိုင်ကြပါ performance စွမ်းဆောင်ရည် broadcast traffic ကနည်းလာပြီး network ပုံမြန်တဲ့ flexibility ပြောင်းလဲပြင်လဲ physical location မပေါ်မူတီပဲ group ခွဲလို့ရတယ် b အစင်လိုက် villa နားလဲရန် chat 1 traditional lan ပြဿနာ set အလုံးတစ်ခုတည်းကိုရပ်ထွန်းရှိခြင်းကြောင့် broadcast traffic များများဖြစ်တယ်အရာရာမရှိပဲ HR IT guest စသည်ဖြင့်ဖွဲခြင်းမရှိ chat 2 vlan ကိုအသုံးပြုခြင်း VLAN မှာ VLAN ID တစ်ခုစီနဲ့ Cedrico Logical Group လုပ်တဲ့တကယ်တော့ VLAN ဆိုတာက Virtual Network တစ်ခုဖြစ်ပါတယ် Chat 3 VLAN Tagging IEEE 80.1Q Ethernet frame တဲ့ကို VLAN tag 4 byte တဲ့ဒီကိုရက်ထဲမှာဘယ် VLAN ကလဲဆိုတာပြတယ် Access Port VLAN တစ်ခုတဲ့ Trunk Port VLAN တစ်ခုတဲ့ပေါ်တော့ Traffic တွေတဲ့တဲ့ Chat 4 VLAN Pantini VLAN 10 HR ports 15 VLAN 20 IT port 610, VLAN 30 guest ports 1112, VLAN HR switch to cool poyen ponyan, trunk port, port dungde. Chat 5, VLAN HR setway chinyan. Normally, VLAN to kune to ku masetwe naiba. Inter VLAN routing ko, router to mahub, lia 3 switch ne lukde. Ka, namuna, text, copy, edit, switch A, port one five VLAN 10, HR, port 610, VLAN 20, IT. port 1112 VLAN 30 guest port 24 trunk port connect to another switch router okay VLAN tung chen ye ajo chezu mya long chomu mi ma de sensitive data တွေက ticha shi de traffic ကိုထိချုံနိုင်တယ်မလို့အတဲ traffic မကြောတဲ့ကြီးမားတဲ့ network များကိုပိုးလွယ်လွယ်စီမံနိုင်တယ် โอเคဒီလောက်နဲ့မယ်နားပြီခင်ဗျာနားချောင်ဖေးကြတဲ့အမျိုးတွေကျေးဇူးပါနောက်ထပ် tutorial အသစ်မှာပြန်တွေ့ကြမှာမိအမျိုးတွေအားလုံးစိတ်ရောကိုယ်ရောကျန်းမာရေးဂရုစိုက်ကြပါခင်ဗျာ bye bye everyone see you later have a nice day